မှာမကြခင်မှာကျင်းပတော့မယ်အစီအဝေးအတွက်တက်ရောက်ဖို့အကြံဖတ်ခေါင်းဆောင်လူတက်ကောင်ရာဇဝတ်ကောင်မင်းအောင်ပန်းကိုဖိတ်ခေါ်ထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဗျမင်းအောင်လိုင်းနဲ့ဆက်သွယ်တဲ့သူတွေဟာမင်းအောင်လိုင်းနဲ့တွေ့ဆုံတဲ့သူတွေကတနည်းနဲ့တနည်းဘေးဒုက္ခတွေကိုကြုံရတယ်ဒါအနည်းဆုံးသက်သေတစ်ခုအနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုဘိုးပြုတ်ပြီးတော့နိုင်နိုင်ငံမှာလည်းပဲငလင်အကြီးကျယ်လွှတ်သွားတယ်ဟုတ်သွားပါတယ်ခင်ဗျဟေးဟေး วัสดีทุกคนแผ่นดินไหวกรุงเทพนะฮะ แรงมากเลย เนี่ย น้ำบนคอนโดกระชอกဒါအကြမ်းဖက်လူတက်ကောင်တွေကိုဖိတ်ခေါ်လိုက်တဲ့အတွက်အခြားသောနိုင်ငံတွေအနေနဲ့လည်းအခုလိုဒါသတိပေးကောင်းကောင်းတန်ကြားလိုက်ရတယ်လို့တော့ကျွန်တော်ကတော့ထင်မြင်မိပါတယ်ဥပမာအကြီးဆုံးကြီးပြောမယ်ဆိုရင်ရုရှားလိုစီးရင်အောင်တောင်းနေပါတယ်ဆိုတဲ့နိုင်ငံ ပူတင်လိုကောင်မျိုးထောင်မှမင်းအောင်ငိုင်မဲ့ထိတွေ့ဆက်ဆံခဲ့တဲ့အခါအခုသူပြည်သူတွေမငြင်းချမ်းရဟုတ်ပါတယ်စစ်တိုက်နေရတယ်နေ့စဉ်ရုရှားနိုင်ငံသားတွေတည်ဆုံနေရတယ်ပြီးတော့မင်္ဂလာပါကျွန်တော်ရဲဘော်ရှမ်းလေးပါအားလုံးပဲတာလေးဆိုပါကျွန်တော်ကြိုဆိုလဲပါခင်ဗျာဒီကနေ့မှာမိဘပြည်သူတွေကိုတင်ပြပေးမယ်ခေါင်းစဉ်ကြီးကဒီနေ့ရခိုင်တပ်တော်အေးဟာဒီကြောက်ဖြူမျိုးကိုဗာကြောက်ဒီလောက်ထိထိုးဆက်ဆင်နေတာလေပေါ့နော်ကြောက်ဖြူမျိုးကလည်း ဒီမြန်မာနိုင်ငံအတွက်ရောရခိုင်ပြည်နယ်အတွက်ရောဘယ်လောက်ထိအရေးပါအရာရောက်လို့ဆိုတော့ခေါင်းစဉ်နဲ့တင်ပြဆွေးနွေးတော့ပါမယ်ခင်ဗျဟုတ်ပါတယ်ကျွန်တော်တို့ဒီကြောက်ဖြူစစ်စင်ကြီးကိုအရကတတော် A ပြင်းထန်နဲ့ထုတ်စစ်တီနဲ့ကျွန်တော်တို့ဆင်နွှဲနေတယ်ဘာကြောင့်ကြောက်ဖြူဟာဒီစစ်ရေးမှာအရေးပါတာလဲဆိုတာကိုကျွန်တော်တို့ဒီနေ့ကြောက်မိပါတယ်သိရမှာဖြစ်ပါတယ်ဒီကြောင်းတွေမတင်ပြခင်မှာထိုင်းနိုင်ငံမှာ မကြခင်မှာကျင်းပတော့မယ် Bistep ဘင်္ဂလားပင်လယ်အော်စီးပွားရေးနဲ့ဤပညာပူပေါင်းဆောင်ရွက်မှုအစည်းအဝေးအတွက်တက်ရောက်ဖို့အကြံဖတ်ခေါင်းဆောင်လူတက်ကောင်ရာဇဝတ်ကောင်မင်းအောင်လှန်ကိုဖိတ်ခေါ်ထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဗျဟုတ်ပြီအဲ့ဒီမင်းအောင်လှန်လူတက်ကောင်ကိုဖိတ်ခေါ်တဲ့အကျိုးတက်ရောက်မှုနိုင်ငံတိုင်းမှာဖြစ်ပွားခဲ့တဲ့တည်တည်ရှိတယ်ဟုတ်ပါတယ်ခင်ဗျကျွန်တော်တို့ ဒါအနည်းဆုံးတစ်သိတစ်ခုအနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုဗိုလ်ပြုတ်ပြီးတော့ဒိုင်းနိုင်ငံမှာလည်းပဲငလင်အကြီးကျယ်လှုပ်သွားတယ်ဟုတ်ပါတော့ပါတယ်ခင်ဗျာဆိုတော့အဲ့ဒီငလင်လှုပ်ခတ်မှုဟာကျွန်တော် ထိုင်းနိုင်ငံမှာနေတဲ့ကျွန်တော်ထိုင်းပြည်သူပြည်သားတွေအားလုံးလည်းခံစားလိုက်ရတယ်ဒါအပြင်ထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့အဆောက်အဦတစ်ခုလုံးပြိုကျပျက်စီးခဲ့ရတယ်ကျွန်တော်တွေ့ရမှာဖြစ်တယ်ဟုတ်ပါဘူးထို့နည်းကောင်းမဲ့မြန်မာနိုင်ငံအတွင်းထဲမှာလည်းပဲအဆောက်အဦတော်များများထိခိုက်ခဲ့ရပြီးတော့ ချို့သောလမ်းပိုင်းတွေကွဲအပ်တစည်းခဲ့တာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဗျဟုတ်ပြီဒီငလင်လှုပ်ခတ်မှုဘာကြောင့်ဖြစ်တာလဲဒါဟာတိုက်ဆိုင်မှုလားမြန်မာနိုင်ငံအခြေပြုလှုပ်ခတ်ခဲ့တဲ့ဒါငလင်ဟာထိုင်းနိုင်ငံအထိလှုပ်ခတ်ပြီးတော့ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာဟာတိုက်ဆိုင်မှုလို့ထင်လားတိုက်ဆိုင်မှုမဟုတ်နိုင်ပါဘူးခင်ဗျာ။ဘာကြောင့်လဲဆိုတော့ဘောနော်ဒီလက်ရှိနေပြီးတော့ဒီအာကျွန်တော်တို့ဒီပညာရှင်တယောက်တွေ့ရှိခဲ့တာတခုရှိတာဗောနော်။ဟုတ်ကဲ့။အာကျွန်တော်ဒီ2000နဲ့ အာစက်ခွန်လောက်ကြရကုန်တော့ဒီပညာရှင်ကနေပြီးတော့သူကစာအုပ်တောက်ထုတ်ခဲ့တယ်။အဲ့ဒီစာအုပ်မှာသူဗားရတာလဲဆိုတော့ကဒီသူကဘေဒင်ရေတရားပေါ့ဗျာဘေဒင်ပညာနဲ့အတွက်ရှင်းပြီးတော့ပေါ့နော်။ဘေဒင်ပညာနဲ့တွက်ရှင်းပြီးတော့ဒီဒေါ်သစုကြည်ဟာ2020ရွေးကောက်ပွဲမှာအောင်နိုင်မလားဆိုတော့ခေါင်းစဉ်လေးနဲ့စာအုပ်တောက်သူထုတ်ခဲ့မှုတယ်။အဲ့ဒီစာရေးဆရာနိုင်မယ်တော့ကျွန်တော်မင်းနေပြီပေါ့နော်။ဒါပေမဲ့ကျွန်တော်ဖတ်လိုက်ရတယ်။အဲ့ဒီဒီစာဘာဘာဘာပါလဲဆိုတော့ဒီလက်ရှိ2020ရွေးကောက်ပွဲမှာဒီဒေါ်သစုကြည်ကမနိုင်ဘူးပေါ့နော်။သူကလက်ရှိဂျာတောက်ပဒေသားနဲ့ပေါ့နော်။ ဒီဂျာတာပရိသနဲ့အဲအဲ့ဒီမှာဒီလက်ရှိတော့အင်္ဂါသပေါ့နော် အင်္ဂါသနဲ့ဂျာတာပရိသဟာနိုင်ငံကိုအတ္တမအုပ်ချုပ်နိုင်မယ်ဆိုတော့ဒီဗေဒပညာရှင်တယောက်ကအဲရေးထားတဲ့ post လေးတစ်ခုပေါ့နော် post list စာစုံတစ်ခုကျွန်တော်ဖတ်ဘူးတယ် ဆိုတော့အခုလက်ရှိကဒီဒီအမဲအွန်လိုင်းဒီမဲအွန်လိုင်းကသူပြောတဲ့အတိုင်းပဲဖြစ်လာတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုဒီကျွန်တော်တို့နောက်တစ်ခုဒီလက်ရှိနဲ့တမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီအမြန်မာနိုင်ငံကဘာနဲ့ဆောင်လာလဲဆိုလို့ကျွန်တော်တို့အာနဲ့စာပြီးတာနဲ့ဆောင်တယ်โอเคဘာကြောင့်အာနဲ့စာပြီးတာနဲ့ဆောင်လာလဲဆိုတော့ဒီကျွန်တော်တို့အနုယထာမင်းအမ်နော်အနုယထာမင်းဟာဒီဒီကျွန်တော်တို့ပထမကောင်းကောင်းမင်းဆက်ကိုစောက်တည်တောင်းခဲ့ ဒီသူကအနိုရတာအဆာအေအေတက်တဲ့ငယ်နိုနိုဇတာတာနာဖနဲ့ရှစ်အဲ့တော့သာဘတာတာနာဖနဲ့အဲ့တော့အနိုဇရှစ်ခွန်စငါဆိုတော့အန်ရတ်ထားဆိုတော့ဟိုဒီဟာတဲ့ကျွန်တော် question လေးကြာမှာဆိုလို့ပေါ့နော်ဒီလိုလက်ရှိအနိုယထာမင်းဟာဒီအာနဲ့စတယ် okay ဒီပထမကွန်ပုံမင်းဆိုအာနဲ့စတယ်ဒီပထမကွန်ပုံမင်းဆိုအာနဲ့စောက်တယ်ဘာမှဆောင်းလာတယ်ပထမကွန်ပုံမင်းဆိုတခြားလုံးဟာ ဘယ်မှာဆုံးအဆုံးတက်တော့1880ငါတီဘောမင်းတီဘောမင်းသာဟာတောက်ကြတာမှာအဆုံးတက်တာနဲ့ဆုံးတက်တာနဲ့ဆုံးတက်ရအောင်လို့အားနဲ့စားပြီးသားနဲ့ဆုံးတယ်ဟုတ်ပြီဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီမြန်မာနိုင်ငံနောက်တစ်ခါတစ်ခါကြားတစ်ခါဒီမြန်မာနိုင်ငံရဲ့ဘေးရင်ပညာအရတွေ့ကြည့်မယ်ဆိုလို့အားနဲ့တစ်ခါပြန်စားခဲ့ပြီးတော့အောင်ဆန်းအောင်ဆန်းဟုတ်ပြီလားအေးအေးတက်အောင်ဆန်းနဲ့စခဲ့တယ်အားနဲ့စတယ်အားနဲ့စဒီတော့သားနဲ့ဆုံးမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အာဒီလွန်ခဲ့တဲ့အာ9နှစ်ရှင်းလောက်တော့ကျွန်တော်တစ်ခေါက်တွေးမှုတွေပေါ့နော်ဘာကြောင့်ဆိုတော့ဒီသားနဲ့ဆိုတော့ plain sense တိမ့်စိဒီကောင်က2005မှာမင်းမနိုင်တော့ဘူးဆိုတာကိုကျွန်တော်ကောင်းကောင်းသိခဲ့တယ်โอเคပါကြလို့ဆိုတော့အားနဲ့စာပြီးသားနဲ့ဆုံးတယ်လေကြာဆိုတော့ဒီသိန်းဆိုင်ကဒီ2015ရွေးကောက်ပွဲမှာမနိုင်တော့ဘူးဒီကောက်ဘလောက်ပဲမေးလိမ့်မေးခို့မေးအနိုင်ကျင်းပြီးတော့2010မှာဘလောက်ပဲရခဲ့ပါစေအဲဒီ2015ရွေးကောက်ပွဲမှာဒီကောက်မနိုင်တော့ဘူးဆိုတဲ့အကြောင်းကျွန်တော်တို့ဒီဗေဒပညာကိုလက်လာနေတဲ့လူတွေရောနောက်တခြားပညာရှင်တွေကပါတွေ့ရှိထားပြီးသားဖြစ်တယ်ဆိုတော့ကအဲဒီမှာနေပြီးတော့ဘာနဲ့ဆုံးလာတာလဲဒီအခုလက်ရှိနေပြီးတော့အောင်ဆန်းစုကြည်အားနဲ့စလာတယ် မြန်မာနိုင်ငံပြန်ပြီးတော့ထူထောင်ရတဲ့အားနဲ့စတယ်။ဟင်ဒါပေမဲ့အခုလက်ရှိနေပြီးတော့ဒီအမ် main online ဆိုတဲ့ကောင်ကအာနာကိုလုတော့တာပေါ့နော်။မှန်တယ်။အခုလက်ရှိဒီကောင်ကဒီဗေဒပညာအရအဲဒီကောင် main online နဲ့အဆုံးသတ်နေရလို့ကျွန်တော်ထင်တာပေါ့နော်။ဘာဆိုတော့ဒီသူကပပပမငါဇာတပရိသတ်ဖြစ်တယ်။ဟင်ဒီတော့အဒီကောင်ကဒီဇာတပရိသတ်ဖြစ်နေတဲ့ကြောင့်မလို့အခုလက်ရှိကျွန်တော်တို့ဒီကောင်မောက်ကက်စ်တက်စ်ဆိုအာနာစာဝိသားနဲ့ဆောင်ခဲ့တာ။အဲဒီနဲ့နေပြီးတော့ဒီ main online ဆိုတဲ့ကောင်က နောက်တစ်ယောက်သူ့ရဲ့နေရာမှာပေါ့နော်သူ့ရဲ့နေရာမှာဒီသားနဲ့ဆောင်တဲ့တယောက်ကိုအစားထိုးပြီးတော့ဒီကောင်ခဏလေးဆင်းသွားလိမ့်မယ်ဟုတ်ပြီဟုတ်ကဲ့ခင်ဗျာဒါကတော့ကျွန်တော်တို့ပေါ့နော်ဒါနှောင်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပြီးတော့ကျွန်တော်တို့ဒီတပောင်းလေးအတိတ်ဒီဗီဒီယိုလေးနဲ့ဆက်ဆက်ပြီးတော့လည်းကျွန်တော်မိပါတယ်အဲတခါလဲတပောင်းစည်းတဲ့တွေ့မြင်နေရတာဖြစ်ပါတယ်ဗျာဟုတ်ပြီဒါကြောင့်ကျွန်တော်ပြောတာအခုကျွန်တော်တို့လက်ရှိပေါ့နော်ထိုင်းနိုင်ငံမှာကျင်းပမယ်ကျွန်တော်တို့ဒါဘင်္ဂလားပင်လယ်အော်စီးပွားရေးနဲ့နီးပညာအစည်းအဝေး เนาะဘင်းစတက်အဲ့ဒီအစီအဝေးမှာမင်းအောင်လှိုင်ကိုတက်ဖို့အတွက်ထိုင်းကဖိတ်ထားတယ်အာဆီယံနိုင်ငံအချို့ကလည်းပါဝင်နေတယ်ဒီစီဝေးမှာဟုတ်ပါတယ်ဆိုတော့ဒီစီဝေးမှာမင်းအောင်လှိုင်ကို ဖိတ်ချင်းရဲ့အကျိုးဆက်အနေနဲ့ပြောချင်တာကတော့တတိပေးတဲ့အနေနဲ့လက်ရှိနိုင်ငံအတွင်းထဲမှာနေစဉ်ကျွန်တော်တို့ပြည်သူတွေအသက်ခံနေရတဲ့အခြေအနေနေစဉ်ညှင်းပန်းနှိပ်စက်ခံနေရတဲ့ အခြေအနေတွေပြီးတော့နေ့စဉ်ကျွန်တော်တို့ပြည်သူရဲ့ငိုကြွေးဝမ်းနေနေတဲ့အခြေအနေတွေကိုလက်ရှိငလင်းဆုပ်ပြီးတော့ဒါတက်တဲ့နမိတ်ပေါ်ပြလိုက်တာလားဆိုတာကိုလည်းကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့လို့တယ်အဲကြောင့်လည်းပဲကျွန်တော်တို့အရှိမဟလားအာကျွန်တော်တို့အားနဲ့အားနဲ့စပြီးတော့ကျွန်တော်တို့တာနဲ့ဆုံးခဲ့တဲ့အကြောင်းအရာလေးမျိုးကိုလည်းကျွန်တော်မျိုးရယ်ဥမာအနေနဲ့တင်ပြခဲ့တာဖြစ်တယ်။ဟုတ်ပြီအဲ့ဒီငလင်းလောက်ခဲ့တဲ့ဖြစ်စဉ်က match လ28ရက်နေ့ ဒါနေ့လယ်ပိုင်းတနာရီ25မိနစ်ဝင်းကျင်ပေါ့ဗျာအချို့တော့ဒေသစံတော်ချင်းဒီအနေငယ်တော့ကွဲလွဲနိုင်ပါတယ်အဲ့ဒီလှုပ်ခတ်သွားတဲ့ငလင်တန်ငလင်ဟာအတီပေးခေါင်းလောင်းတန်တခုလို့တခုလို့ဖြစ်နေပါတယ်ဒါအတိတ်ဆိုးနမိတ်ဆိုးပါဟုတ်ပါတယ်မင်းအောင်နိုင်တဲ့ဒါအကျန်းဖက်လူတက်ကောင်တွေကိုဖိတ်ခေါ်လိုက်တဲ့အတွက်အခြားသောနိုင်ငံတွေအနေနဲ့လည်းအခုလို့ဒါ3ပေး အောင်လောင်းတန်ကြားလိုက်ရတယ်လို့တော့ကျွန်တော်ကတော့ထင်မြင်မိပါတယ်။ဘာကြောင့်လဲဆိုတော့အချမ်းပတ်မှုအမြောက်အများနဲ့လူများစွာကိုတပ်ဖြတ်ခဲ့တယ်။ပြီးတော့ယာဇဝိမှုမြောက်များကိုလုတ်ခဲတဲ့ယာဇဝိကောင်နဲ့ထိတွေ့ဆက်ဆံတဲ့အကျိုးဆက်အများကြီးဖြစ်ပေါ်ခဲ့တာရှိတယ်။အများစုကတော့ဗျာကျွန်တော်တို့ပြည်သူတွေရဲ့အတန်နော်ကျွန်တော်တို့လူတို့ရဲ့အတန်ကိုနားမထောင်ဂယူမဆိုင်ဖဲနဲ့နေမယ်ဆိုတဲ့ဒီလိုမျိုး ဒါအတိတ်နမိတ်မကောင်းတာတွေကိုဟုတ်ပါတယ်မင်းအောင်လှိုင်ကစောင့်ခြင်းလာတယ်လို့ကျွန်တော်တို့အခုငလင်လှုပ်တာနဲ့ပြသခဲ့ပြီဖြစ်ပါလိမ့်မယ်ဟုတ်ပြီမင်းအောင်လှိုင်နဲ့ဆက်သွယ်တဲ့သူတွေဟာမင်းအောင်လှိုင်နဲ့တွဲဆုံတဲ့သူတွေကတနည်းနဲ့တနည်းဘေးဒုက္ခဒုက္ခကိုကြုံရရတယ်ဥပမာအကြီးဆုံးကြီးပြောမယ်ဆိုရင်ရုရှားလိုစီးရင်အင်ကတောင်းတင်းပါတယ်ဆိုတဲ့နိုင်ငံပူတင်လိုကောင်မျိုးထောင်မှမင်းအောင်လှိုင်နဲ့ထိတွေ့ဆက်ဆံခဲ့တဲ့အခါအခု तू ပြည်သူတွေမငြိမ်းချမ်းရဟုတ်ပါတယ်စစ်တိုက်နေရတယ်နေ့စဉ်ရုရှားနိုင်ငံသားတွေတည်ဆုံနေရတယ်ပြီးတော့မင်းအောင်လှန်ရဲ့သူ့ရဲ့အောက်မှာအခုလက်ရှိသူနဲ့ပေါင်းပါတွေတာဝန်ထမ်းဆောင်နေတဲ့အရာရှိအကြီးအငယ်အလိုက်သူတို့တွေဟာလည်းပဲလူကုံတိတ်ခါစစ်သားကုံတိတ်ခါနဲ့ရှိမနေတော့ဟုတ်ပါတယ်ရှင်းလင်းစစ်မျက်နှာပြမှာဆိုလဲ တို့တွေကစတားကုန်သိကမရှိဘူးဟုတ်တယ်လူကုန်သိကမရှိဘဲနဲ့ကျွန်တော်တို့ပြည်သူတွေရဲ့လက်ထဲမှာကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာလူကုန်သိကစတားကုန်သိကကိမဲစွာနဲ့ခွင်းတီဝတ်တီတည်ဆုံးရတယ်ပြီးတော့နောက်ဆုံးမှာသူတို့ဟာကျွန်တော်တို့ရဲ့အရှိမဒူးထောင်းအရှုံးပေးအညံ့ခံခဲ့ရတယ်ဒါဟာလက်ရှိထင်ရှားတဲ့တပ်တွေပါဟုတ်ပါဆိုတော့သူတို့နဲ့ပတ်သက်တဲ့မိသားစုဝင်တွေတစ်ခုလုံးကလည်းပဲဘဝသမိုင်းတိတ်ဆုံးနေရတယ် ယူနီဖောင်းနဲ့အပြုံသွားရဲဘူးဟုတ်ပါတယ်ဗျာငါ့ရဲ့ယောက်ျားကဘာလဲဘုံမူးပါငါ့ရဲ့ယောက်ျားကတိုင်မူးပါငါ့ရဲ့ယောက်ျားကဘသူပါလို့မတွေ့ရတယ်လို့မျိုးသေဝိုင်းရင်တော့မှနာရေးမှမမြင်ပါဘူးခံလိုက်ရအောင်နော်ဒါကတော့လက်ရှိအခြေအနေပြီးတော့ဒါပေါ့နော်မင်းအောင်လှိုင်းလို့ဒါလူတက်ကောင်ပြီးတော့ဂျာဇွဲကောင်ဒီအာဟုသူကောင်ကိုဖိတ်ခေါ်လိုက်တဲ့နမိတ်တစ်ခုကိုတော့ကျွန်တော်တို့လက်တွေ့မြင်တွေ့နေရတာဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်တို့ ကြောက်ဖြူရဲ့ပြင်းထန်တဲ့ခိုးစစ်အကြောင်းတွေနဲ့ဘာကြောက်ကြောက်ဖြူဟာစေးအေးပါလဲဆိုတာကိုအကိုခြေစတင်ပြီးဆွေးနွေးပေးပါဦးဟုတ်ကဲ့ဆရာဒီတော့ဒီကြောက်ဖြူဟာစေးရင်မှာဘာကြောက်အေးပါလဲဆိုတဲ့ကမပြောခင်မှာဒီကြောက်ဖြူရဲ့သမိုင်းကြောင်းလေးကိုကျွန်တော်နည်းနည်းပြောဖို့လိုရတာပေါ့နော်ဒီကြောက်ဖြူမျိုးဟာဘယ်လောက်လို့ဆိုတော့ဒီလက်ရှိပေါ့နော်ဒီကြောက်ဖြူမျိုးရဲ့ရင်းနဲ့စိတ်ကန်းကနေပြီးတော့တရုတ်ပြည်နယ်ယူနန်ဒီကူမဲမျိုးအထက်ကိုပေါ့နော်အာဒီမိုင်ပေါင်း489မိုင် ရှည်လေရတာကိုကျွန်တော်တွေးရတယ်ဒီမိုင်ပေါင်း486မိုင်ကိုဒီကျွန်တော်တို့ဒီကြောက်ဖြူ gas pipeline စီမံကိန်းကိုတို့ဆွဲထားတာဟင်းဆိုတော့ဒီအရကဘာလဲဆိုတော့ဒီကျွန်တော်တို့ပထမဆုံးမကွေးမြို့အမ်ပေါ်နာမကွေးတိုင်းမန္တလေးတိုင်းပြီးမှဒီကျွန်တော်တို့လက်ရှိနေမှာရှမ်းပြည်နယ်ဒီအရတွေကိုဖောက်ပြီးတော့မှဒီတရုတ်နိုင်ငံဒီယူနန်ပြည်နယ်ကူမဲမြို့ပေါ့နော်ကူမဲမြို့ထိပ်ကိုတို့သွေးတန်းပြီးတော့ဒီ gas တွေကိုထုတ်နေတာဖြစ်တယ် ဆိုတဲ့ခါဒီကြောက်ဖြူမျိုးဒီအဓိကပင်မအပင်မနေရာတစ်ခုလေးဖြစ်တယ်။နောက်တစ်ခုကဒီကြောက်ဖြူမျိုးရဲ့ဒီစီးပွားရေးနေရာတဲ့ကျတော့ဘာလို့ဆိုဒီသဘာဝတန်ဝင်ဓာတ်ဝင်ပေါ့ပေါ့နော်ဒီ2004ခုနှစ်ကဒီအတောင်ကိုရီးယားနိုင်ငံဒေဝူကုမ္ပဏီကနေပြီးတွက်ရှိခဲ့တယ်လို့ကျွန်တော်တို့ပြန်လည်လေ့လာမိတာပါเนาะပြန်ပြီးတော့လေ့လာမိတယ်အဲ့ဒီကဒီဒေဝူကုမ္ပဏီနဲ့အတူတူဒီကျွန်တော်တို့ဗာလဲဆိုဒီမြန်မာနိုင်ငံနေပြီးတော့ MOG အကောင်မလီရဲ့နောက်ပြီးလက်ရှိနေအိန္ဒိယကောင်မလီကနှစ်ခုဒီတောင်ကိုရီးယားနိုင်ငံကောင်မလီကတစ်ခုပေါ်တော့ပေါင်းလိုက်လို့ရှိရင်ဒီကောင်မလီရှောက်ခုဒီကောင်မလီရှောက်ခုကနေပြီးတော့သူတို့ရဲ့ရာခိုင်နှုန်းအလိုက်အကျိုးများယူပြီးတော့တရုတ်နိုင်ငံကိုပြန်ပြီးတော့ရုံးသားထားတာโอเคဆိုတော့ဒီဒီဝင်ဝေးဒီလက်ရှိနေဒီကျွန်တော်ဒီကြောက်ဖြူရင်းနဲ့စိတ်ကန်းဒီကြောက်ဖြူ best pipeline စီမံကိန်းကရတဲ့ဝင်ဝေးဟာတစ်နှစ်ကို1.5 billion လောက်ရှိတယ်ဆိုတော့ဒီတက်တာသမား5 billion ရှိရလို့ပြောတယ်ဒီဒီထက်မကလည်းပိုပြီးတော့အမြတ်တွေများများရနိုင်သေးတယ်ပေါ့နော် American dollar ဟုတ်ပါတယ်ဗျာဒီ English American Dollar 1.5 billion လောက်ရနိုင်တယ်ပေါ့နော်ရတယ်ပေါ့တော့ဒီ1.5 billion လောက်ရတာဆိုတော့ဒါကျွန်တော်မြေပြင်ရဲ့အာလက်ရှိအနေထားရပြပြတာတခါလေလေဟုတ်ကဲ့တော့ကျွန်တော်သတိရလို့ပါဟုတ်တော့ခင်ဗျကျွန်တော်တို့နိုင်ငံကကျွန်တော်တို့ဒါရှစ်တောင်အရှာမှာအစင်းအစိုးနိုင်ငံတစ်ခုတော့စင်းဝင်နေဟုတ်ပါတယ်နော်အရှာမှာလေနော်ကမ္ဘာမှာလည်းဒါအဲကမ္ဘာအစင်းဆုံးစင်းနိုင်ငံဝင်နေပါတယ်ကျွန်တော်ဒါပေမဲ့လည်းပဲကျွန်တော်တို့ဒါကျွန်တော်တို့ နိုင်ငံတွင်းထဲကအခုလိုမျိုးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါ gas pipeline နဲ့ပတ်သက်ပြီးတော့ဒါသဘောအရင်းအမြစ်တစ်ခုကို project တစ်ခုကနေပြီးတော့ရတဲ့ဝင်ငွေဘီလီယံပဲရှိနေတယ်ဟုတ်ပါတယ်ဆိုတော့အခြားသောကျွန်တော်တို့ဒါ twin track ပစ္စည်းတွေပြီးတော့ကျွန်တော်တို့အခြားသောကျွန်တော်တို့ဒါ gun track ပစ္စည်းတွေအများကြီးပေါ့နော်ဟုတ်ပါတယ်ဆိုတော့ဒါတွေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံသားတွေကစင်းရဲနေတယ်ဆိုတာပြောရင်တော့ယုံနိုင်ဖွယ်မရှိဟုတ်ပါတယ်ခင်ဗျဒီစင်းရဲနေတယ်ဆိုတဲ့အထက်မှာကျွန်တော်တို့မြန်မာနိုင်ငံ area အခြေဝန်းနဲ့ပေါ့နော် မြန်မာနိုင်ငံရဲ့လူဦးရေနဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်တမိုင်းမှာလူ၃ယောက်နှောင်းမရှိသေးတယ်တဲ့อืมတမိုင်းမှာ၃ယောက်နှောင်းကိုတော့ဒါမြန်မာနိုင်ငံ area အနေထားနဲ့မြန်မာနိုင်ငံမှာရှိနေတဲ့လူဦးရေနဲ့တွက်ချက်လိုက်တာအရှိုးချလိုက်တဲ့ကတတမိုင်းမှာလူ၃ယောက်နှောင်းမရှိသေးတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့နိုင်ငံဟာဆင်းရဲတယ်လို့ပြောလို့မရဘူးအဲ့မှာမှရှမ်းတာလေဒါပေမဲ့ဘာကြောင့် ဒီနိုင်ငံတကာမှာဒီကမ္ဘာအစိုးရဆောင်နိုင်ငံပေါ့နော်တရားရှိတယ်ကမ္ဘာအစိုးရဆောင်နိုင်ငံတရားမှာအောက်ဆုံးကိုကျွန်တော်ဘာကြောင့်ရောက်နေရတာလဲဆိုတော့ဒီအလူမဆန်တဲ့ဒီစစ်အာဏာရှင်အစုပ်ပလုတ်တယ်ပေါ့နော်စစ်အာဏာရှင်အစုပ်ပလုတ်ကောင်တွေကြောင့်မို့လို့ဖြစ်ရတယ်အဲ့တော့ဒီကောင်တွေကအဒီလက်ရှိဒီတောက်ပြူရင်းနဲ့စိုက်ကန့်ကိုကျွန်တော်ပြောတဲ့ခါမှာတောက်ပြူရင်းနဲ့စိုက်ကန့်ကို2004မှာ ီတရုတ်နိုင်ငံအာ sorry ဒီဒီတောင်ကိုရီးယားနိုင်ငံဒေဝုကောင်နဲ့ရှာဝေရှာဝေပြရှိခဲ့တယ်။ဒါမဲ့တော့2008ခုနှစ်မှာနေပြီးတော့သူတို့အဲ့ဒီမှာမျိုးစာချုပ်ဆုံးကြတယ်။2008ခုနှစ်အဲ2008ခုနှစ်မှာကြာတော့ဒီလက်ရှိတန်းရွှေကပေါ့နော်ဒီအဲဒီအာဒီကောင်ခဲ့တဲ့ဒီမဲအော်ပေါ့နွားတန်းရွှေပေါ့လေ။အဲဒီဒီကောင်လေးကျွန်တော်နွားတော့ပြောတာ။ဆိုဒီနွားတန်းရွှေကနေပြီးတော့လက်မှတ်ထုတ်ပြလိုက်တယ်ပေါ့။အဲ့ဒီမှာစာချုပ်ဒီကရုံးစားဖို့အတွက်တနေ့ကိုဘလောက်ဘလောက်ပေါ့နော်။ဒါတွေလောက်ပြနေကြမှာဆိုလို့အဲ့တော့ဒီကောင်တွေကဘာလဲဆိုတော့ဒီကောင်တွေမှာ ဒီတော့အဲ့ဒီချိန်တော့ငါကျွန်တော်ရဲ့မြန်မာနိုင်ငံကြီးဟာမီမီကိုဖယက်စမီကိုမပြောနဲ့ကျွန်တော်ဆိုလို့ရှိရင်ဒီစေတမ်းမှာစာမွေးဘူးအောက်ကတော့ဂျင်နာစမီကိုနဲ့စာဖတ်ရတဲ့အချိန်ကျွန်တော်စေတမ်းဆောင်မဖြစ်တော့ဟုတ်ပါဖြောင်းနိုင်မီလေးထုံးလာဟုတ်ပါတယ်ကအဲကျွန်တော်အမေကကျွန်တော်ကိုဒါ အာဇွဲခုံအသေးလေးပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဖေရရိုက်ပြီးထားတာပေါ့နော်ဇွဲခုံသေးလေးမှာမိရဖြောင်းနိုင်ထုံးပြီးထားတယ်ပြီးတော့လက်ဖက်အလေးလေးနှပ်ပြီးထားတယ်ဟုတ်ကဲ့စာကြက်ရင်းနဲ့အင်္ဂါအင်္ဂါဆိုလို့ဟုတ်ကဲ့အဲ့မဲ့လေကျွန်တော်တို့လူငယ်တွေကဘယ်လိုမလဲရန်ကိုဘယ်လိုကောင်းလဲတက်ကြွတယ်လေဟုတ်ပါတယ်ဆိုတော့ဖြောင်းနိုင်ပြီးထုံးပြီးတော့ကျွန်တော်စာကြက်တယ်ပြီးတော့ကျွန်တော်ခုံလေးပေါ်မှာပဲကျွန်တော်စာကြက်နေလားမကြက်နေလားတော့ကျွန်တော်ကိုကျွန်တော်မသိဘူးကျွန်တော်ဝင်အောင်ပြီးတော့အိပ်ပြော်ရတယ်ပြီးတော့ဖြောင်းနိုင်ပြီးကကုံရတယ်အဲ့ ကွာတက်သားခုံဖြစ်တဲ့အတွက်အဲ့ခုံမှာမိလောင်ရတယ်ဆိုတော့ဒါကကျွန်တော်တို့ဒါလူငယ်တွေဖြတ်သန်းခဲ့ရတာပေါ့နော်ဒါကြောင့်ကျွန်တော်တို့လူငယ်တွေကိုလက်ရှိဒါအဲကျွန်တော်တို့အာနာယူအဆူအနေနဲ့လူငယ်တွေကိုလိန်လို့မရဟုတ်ပါတယ်ခင်ဗျာဒီတော့ဒီကျွန်တော်တို့အဲ့ဒီချိန်တုန်းကပေါ့နော်ဒါကျွန်တော်တို့ရင်ဆိုင်ခဲ့တာပြောပြမယ်ပြောပြမယ်ဒီကကျွန်တော်တို့မှနေပြီးတော့ဒီချိန်တုန်းက အာလျှက်ဆက်မိဆိုတာမြင်တော့မှမမြင်ဘူးကြားတော့မှမကြားဘူးတဲ့အနေထားအဲ့လိုအချိန်မှာကျွန်တော်ဒီတရုတ်နိုင်ငံကိုနေပြီးတော့ရှောက်တသမာ9 trillion ပေါ့နော်ဒီလက်ရှိနေပြီးတော့ဒီ7.5 trillion ကုဘပဲပေါ့ကုဘပဲတနေ့ကိုဒီတန်ရောင်းတာ guest ထုတ်ဖို့အတွက်ဒီလောက်လုံးဖို့ရှောက်တသမာ9 trillion ကုဘပဲ ရောင်းစားလိုက်တယ်ဗျာအဲကျွန်တော်နိုင်ငံထဲမှာပါကြခဲ့လဲဘာမှမကြတော့အခွန်မကြခဲ့လဲအဲ့တော့ဒီကောင်တွေပဲရှာလာသွားတယ်အဲ့တော့အဲ့တော့ဒီကောင်တွေအားလုံးဟာဒီဒီကောင်တွေအားလုံးကျွန်တော်ဒီအာမြန်မာနိုင်ငံမှာသဘောတရားစာတတဲ့တခြားအမျိုးမျိုးရှိနေကြတဲ့မြန်မာနိုင်ငံအရှမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်နေတဲ့အတိုင်းဘာကြောင့်ဆင်းသွားဆိုဒီကောင်တွေရဲ့ရုံမှာကောက်ကျစ်ဘောနကိုဂျိုးရှာစီပွားရေးလောက်ချက်လောက်ခဲ့ကြတဲ့အတွက်အခုလိုဘွားမျိုးကိုရောက်တော့တာဆိုတော့ဒီတောက်ယူကဒီစီပွားရေးနေရာမှာရော နောက်ပြီးတော့ဒီအခုလက်ရှိအရေးကြီးတဲ့အခန်းကဏ္ဍနဲ့မှာအများကြီးတရားမှုရှိတယ်။မှန်တယ်။ဟုတ်ဒါကြောင့်မို့လို့ဒီလက်ရှိနေပြီးတော့ AA အနေနဲ့ဒီရခိုင်တပ်တို့ AA အနေနဲ့ဒါထိုးဆက်ဆင်တာပေါ့နော်။တကယ်လို့ရခိုင်တပ်တို့ AA ရဲ့လက်ထက်ကိုဒါကျွန်တော်တို့အရောက်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီရခိုင်ပြည်နယ်ကကျွန်တော်တို့ကျွန်တော်တို့ဒီအဲပေါ့နော်ရခိုင်ပြည်နယ်ကနောက်နောက်နဲ့အတွင်းမှာစင်ကာပူနိုင်ငံလိုမျိုးရှမ်းသာကြွေဝတဲ့နိုင်ငံတနိုင်ငံပြည်နယ်တစ်ခုဖြစ်တော့မယ်ဆိုတော့ကျွန်တော်ရေးရေးချင်းအမှတ်ခံရပါတယ်ညာ။ယုံကြည်ပါတယ်။ဟုတ်ကဲ့ပါ အဲ့ဒါရခိုင်သားတယောက်အနေနဲ့အခုလိုမျိုးပူဝင်လင်းလင်းပြပြသားသားအပြည်သူကိုတင်ပြချပြခဲ့တဲ့အတွက်လည်းအဲကျွန်တော်တို့လက်ခံတယ်ကျွန်တော်တို့ကိုယ်နိုင်လည်းယုံကြည်တယ်ဆိုတော့ကျွန်တော်လည်းရခိုင်မှာလာနေမယ်နော်ဟုတ်ကဲ့လာနေမှာဒါကတော့ဒါရခိုင်မှာ ကျွန်တော်တို့လက်ရှိပေါ့နော်အကြောင်းဖက်နဲ့တက်ပြီးတော့တစ်ဖက် ကျွန်တော်တို့ဒါအကြံဖက်အဖွဲ့တွေကလည်းပြင်းပြင်းထန်ထန်ဖုကန်နေရတဲ့ချင်းနေ ဟုတ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒါတရုတ်ကဒါလက်နက်ကင်လုံခြုံရေးအဖွဲ့တွေပါခေါ်ယူသုံးဆွဲနေရတဲ့အခြေအနေမှာအရကတ်တော် A ရဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသလိုမျိုးပဲအင်ကာဂျူကလာတားရှင်အောင်မှမရတော့ဘူးမရတော့ဘူးလို့ပြောတဲ့အတိုင်းပဲရခိုင်လည်းရခိုင်တွေကတော့ရှင်းပါတယ်အကြမ်းဖက်ခွေးတွေအကုန်လုံးကိုအေးပွန်နှွားခေါင်းချဆုပ်မှုဖြစ်သလိုသူတို့ကိုဝင်းရင်ကူညီပံ့ပိုးနေတဲ့တရုတ်လုံခြုံရေးလက်နက်ကင်အဖွဲ့တွေရှိနေရှင်လည်းပဲ ပေါင်းချဆုံးအရေးကိုခွာရမှာဖြစ်တယ်ဟုတ်ပါတယ်ခင်ဗျာဒီလက်ရှိနေပြီးတော့ဒီတရုတ်ဒီတရုတ်နိုင်ငံကနေပြီးတော့အာဘောနော့ဘလော်ဒီကြောက်ဖြူ guest pilot စီမံကိန်းအတွက်သူတို့လုံခြုံရေးလာရှာပြထားဆိုတဲ့တင်ဖြစ်လာဟုတ်တယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုပြန်လက်လာကြည့်တဲ့အခါဒီကောင်တွေကဘာလဲဆိုတာဒီလက်ရှိနေပြီးတော့အာဘာလဲဆိုအကြမ်းဖက်သူတို့ရဲ့အကျိုးအမြတ်အတွက် အကြမ်းဖက်စစ်ကောင်စီကိုဒီအကြမ်းဖက်ဒီမဲအောင်လိုင်းအဖွဲ့ကို အားပေးအားမြောက်ပြုပြီးရောက်လာရတဲ့အဖွဲ့ဖြစ်တယ်။အဲ့တော့တကယ်လို့သာအေအေနဲ့ထိုက်တိုက်တွဲခဲ့မယ်ဆိုလို့ရှိရင်ဒီကောင်တို့ညာစားအကြောင်းမရှိတော့ဘူး။အေကလည်းညာမှာမဟုတ်ဘူး။အဲ့တော့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 လက်ရှိနေပြီးတော့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့အခုဟိုညာမှာမဟုတ်ဘူးဆိုတဲ့အတိုင်းမှာကျွန်တော်အခုမှလေးရလာတယ်ပေါ့နော်။အဲမနေ့ကအာပေါ့နော်။အာ sorry ဒီ28ရက်နေ့ကပေါ့နော်။ 28ရက်နေ့ညနေပိုင်း9:00နာရီလောက်မှာနေပြီးတော့အဲ့ဒီမှာဒီမာလာကျွန်းရွာပေါ့ဒီတောက်ဖြူမြို့နယ်မာလာကျွန်းကျေးပါခေါင်းရှင်တိုက်ရအပိုင်ပေါ့လေအဲ့ဒီရွာကိုအဲ့ဒီမှာနေပြီးတော့ဒီအာလက်ရှိတဲ့အဲ့ဒီမှာအဲ့ဒီမှာဘယ်လိုကခါရောက်ဒီအာလက်ရှိခါမရောက်ခွန်ဆက်ခွန်ခမာရခနစကွန်တိုင်ရင်ကလူ300ဥဆောင်ပြီးတော့ဗောနော်အဲ့ဒီရွာထက်ကိုဝင်လာတယ်ဝင်လာပြီးတော့အဲ့ဒီရွာထက်ကနေပြီးတော့ယောက်ျားမိန်းမကလေးလူကြီးအားလုံးကို ဘုံကြီးကြောင့်တွေစာသေးကြောင့်တွေကိုခိုးပြီးတော့သူတို့မှပါလာတဲ့စာရွက်နဲ့နာမည်စင်းတွေကိုခိုးထုတ်နေတယ်ဆိုတဲ့သတင်းတခုကျွန်တော်ကြားလိုက်တယ်ပေါ့ဟုတ်တယ်ကျွန်တော်တို့အဲ့သတင်းလည်းကျွန်တော်ကြားတယ်ကျွန်တော်တို့မိဘပြည်သူတွေလည်းအဲ့သတင်းကိုကြားမှဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီဒီသတင်းဆိုတာအထက်ပေါ့နော်လက်ရှိအဲ့ဒီခမရကအကြံဖက်ဖက်စစ်ခွေးတွေကိုကျွန်တော်မိကုန်ထုတ်ချင်တာဟုတ်ပါတယ်မင်းတို့ယောက်ျားရောဟုတ်ရဲ့လားဟုတ်ပါတယ်ပြီးတော့မင်းတို့စစ်သားရောဟုတ်ရဲ့လားဟုတ်ပါတယ်ဗျာမင်းတို့တစ္ဆာဆိုထားတဲ့ဒီတစ္ဆာတရားအတိုင်းကောမင်းတို့လုံးလုံးနေလား ရခိုင်ကကျွန်တော်တို့ပြည်သူတွေရက်သားတွေကိုခုလိုမျိုးဆုတ်လိုက်ပြုံလိုက်ဖမ်းပြီးတော့ခုလိုမျိုးမင်းမဲစရိုက်ဆန်းဆန်းဒါတို့တွေလုံနေတဲ့လုံရက်ဟာရတန်းကရက်ဖို့ရေးကြည့်တယ်ဟုတ်တယ်ဆိုတော့ပြည်သူမုန်းရင်ဖြည့်စေးမရှိသလိုပြည်သူအပြစ်ပေးအရေးယူတဲ့အချိန်မှာလည်းများတို့မျက်ရည်ကံမထိုးမိဖို့အရေးကြီးတယ်အဲ့ဒါရခိုင်မြေမှာကျွန်တော်ဒါကြောင့်ပြပြတတ်တာအတိပေးချင်တာလောက်ရက်ကိုရတန်းကရက်မရက်ဘူးဆိုရင်တော့အကုန်လုံးဟုတ်ပါတယ် မြေမြုပ်တင်းကြုံခံရပါလိမ့်မယ်ဟုတ်ကဲ့ရခိုင်ကိုပြီးတော့မှအပြစ်မတင်နဲ့ ထုတ်ပါတယ်ခင်ဗျဒီတော့ဒီတော့ဒီတော့ဒီကောင်တွေအခုနအကုန်ပြောတဲ့ချက်ပါပါတယ်ယောက်ျားလားဘောနော်ဟာဒီကောင်တွေကယောက်ျားမဟုတ်ဘူးဒီကောင်တွေမိမထပ်ပိန်ဝတ်ထားတာလေဟုတ်တယ်ဒါပြီးတော့ဒီကောင်တွေကိုဒီကောင်တွေကိုလက်ရှိအုပ်ချုပ်နေတဲ့မင်းအောင်လိုင်ဆိုတဲ့ကောင်ကတော့ဘာကောင်လဲဒီကောင်တွေဒီကောင်တွေကြည့်လိုက်အောင်အဲဒီကောင်တွေဒါဒါကျွန်တော်တို့ပုတ်ကိုထိခိုက်တာတော့မဟုတ်ဘူးဘောနော်ဒီကောင်တွေဒါဟာနေပြီးတော့တနည်းပြောလို့ရှိရင်ဒီကောင်တွေမှာအပြိုတယောက်မှရတဲ့ကောင်တွေမဟုတ်ဘူးအာကျွန်တော်ဗီဒီယိုကြည့်နေတယ်ကျွန်တော်မိဘတွေပြောတဲ့အတန်ကိုကျွန်တော်အခုပြန်ကြလိုက်တယ်ရတယ်တဲ့အာကိုမင်းလေးနေပြပြသားပြောပါတယ်ဆိုတော့အခု तू ကပြောတယ်မင်းအောင်လိုင်လို့အဆင်အဆင် တန်းကဘလို့အဆင့်တန်းလဲဆိုရင်အပြူတောင်မှမရတဲ့ဆင့်ရတဲ့မရခဲ့ရတဲ့အဆင့်ဟုတ်ပါနော်အခုသူယူထားတာကလည်းသူများမိန်းမဖြစ်တယ်ဟုတ်ပါလားဆိုတော့သူမွေးထားတဲ့သားသမီးကလည်းသူများသားသမီးဖြစ်တယ်ဆိုတော့ဟုတ်ပါရဲ့ခင်ဗျာထောက်ထားတွေတော့မှထွက်လာတာတွေရှိထွက်လာတာရှိတယ်အဲ့တော့အဲ့တော့အဲ့တော့ဒီဒီကောင်တကောင်တွေလာလို့မေးလိုက်ဒီမြန်မာနိုင်ငံအုပ်ချုပ်ခဲ့တဲ့ကောင်တွေအစစ်စစ်ကိုကြည့်လိုက်နေဝင်းကလည်းစပြီးကြည့်လိုက်ဗျာနေဝင်းဆိုလို့ရှိရင်ဒါကလည်းသူကနေပြီးတော့အဲ့ဒီမှာခက်ရရင်ပြောလို့ဒီကောင်အပြုံမတယောက်မှ မရဘူးဒီကောင်နေဝဲဆိုမိမတဲ့အများကြီးပဲအဲသူ့မှာမိမတဲ့ဟာဒါကျွန်တော်ရဲ့အဲဖဲလာမှုမတ်တရဆိုလို့ရှိရင်အယောက်60ကျော်လောက်ရှိတယ်ရာပွားတယ်เนาะကျွန်တော်တို့ဒီကျွန်တော်တို့ပေါ့เนาะတော်လန်ရေးဒါပြည်သူ့ကော်မတီတက်ဖွဲ့ဝင်အဲကျွန်တော်တို့လူငယ်တွေဆိုရင်တကယ်ကိုเนาะဟုတ်ဘယ်လိုเนาะဘာဖြစ်လို့ကျွန်တော်ပြည်သူ့ပြည်သူတွေကျွန်တော်ရမ်းချစ်တယ်เนาะအဲ့လိုမျိုးရမ်းကွာတယ်သူတို့တွေအချစ်ခံရတာ ုံစံကတမျိုးကျွန်တော်တို့ချစ်ခံရတာပုံစံတမျိုးဟုတ်ကဲ့အဲ့တော့ဒီကောင်ဒီမှာဒီကောင်ဒီမိမအယောက်၄၀ထဲမှာကျွန်တော်စရင်ကုစုပြည့်တဲ့ကကြတော့အပြိုတွေဆိုလို့တရားမှမပါဘူးတခုလက်တဲ့အအိုတွေညတာပေါ့နော်တခုလက်တဲ့အအိုတွေအဲနောက်ဘက်ဒီမှာနေပြီးတော့ဒီယွာမှာနေပြီးတော့အာဒီစက်တက်လာလို့ရှိရင်ဒီနေအနအနေနဲ့မှာထိုင်နေပြီးတော့ဟိုဝိုင်းဝန်းပြုစုပေးနေတဲ့ဟာမျိုးတွေပေါ့နော်ဟိုအဲ့လိုတွေရှိတယ်ဦးအောင်စီရကဟုတ်မုံစိုးမို့ရွာဘူးတီထောင်ခဲ့သူ ဟုတ်ကဲ့ကျွန်တော်တို့တမိုင်းမှာလည်းဒါခန္ဓာထဲပါမှုတွေရှိတယ်ဟုတ်ပါတယ်ခင်ဗျာဒါကဥအောင်ဇေယျကတော့မုတ်ဆိုးပုံရွာကိုတီထောင်ခဲ့တယ်အခုမုတ်ဆိုးမရွာကိုတီထောင်နေသူကစက်တက်ပဲအဒီအခုအကြပ်အကြပ်ပဲကောင်းကောင်းအကြပ်ပဲကောင်းကောင်းတိုင်းနဲ့ပေါင်းပါတယ်ဖြစ်တယ်အဲ့တော့တော်တော်ကုန်းတွေတော်တော်မွေးတယ်ဟုတ်တယ်ဗျဒီကောင်ကုန်းတွေတော်တော်မွေးတဲ့အပြင်ဒီကောင်လေးအထက်ကကောသူ့အထက်ကသူ့ဆရာရောကြည့်လိုက်အောင်သူ့ဆရာတန်းချွေတန်းချွေတန်းချွေဆိုရင်ဒီလက်ရှိဒိုးကြိုင်ကြိုင်ဟာနေပြီးတော့သူ့ရဲ့အဒီသူတို့တက်ကဘုံမှုရဲ့မိမ ဆိုတော့ဒီကောင်တွေကဘာလဲဆိုရင်မေးဖောက်လို့ရထားတဲ့ကောင်တွေအဲ့တော့တနည်းပြောရမယ်ဆိုရင်ဒါဒီကောင်တွေကဘာလဲဆိုတော့ကအပြိုတော့မရတတ်တဲ့နွားတွေဒါကြောင့်မို့ဒီနွားတွေကနေပြီးတော့ဒီလက်စတန်ရှင်နွားခက်တော့မှဆိုကျွန်တော်ဘာလို့ ਆ လဲဒီမှာဘာလဲ Facebook ပဲဆိုက်ရတယ်ဘယ်ရင်ရရအရရောက်ကြည့်တာလေမင်း online ဆိုလဲမင်း online မင်းမှာလဲဘယ်ရင်ရရအရရောက်ကြည့်တယ်တို့ကဘယ်လိုပြောလဲဆိုတော့တို့လက်ရှိပေါ့နော်တို့ရဲ့စိတ်တွင်းထဲမှာလဲကြောက်စိတ်တွေတင်းအောင်နေတယ်ဟုတ်တယ်အဲဆိုတော့အခုတို့ရဲ့အဆင့်တန်းကလဲအခုလိုမျိုးပေါ့နော် ဒါသူတို့ ਨੇ ထိုက်တန်နဲ့အဆင့်ကိုပဲသူတို့ရတာရတာဟုတ်ပါတယ်နော်ဟုတ်ပါတယ်ပြောချင်တာကဗျာကျွန်တော်တို့ဥမာကျွန်တော်ကားဆိုရင်လည်းပဲပါကင်ပေါ့နော်ဘာဖြစ်ဖြစ်လည်းပါကင်စီးနေတာပေါ့နော်စိုက်ကယ်ဆိုလည်းပဲပါကင်မောင်းနေတာပေါ့နော်ကီလို0နေနေပေါ့နော်ဒါပေမဲ့လည်းပဲမင်းအွန်လိုင်းတို့ကအဲ့လိုမျိုးအတန်းစာအဲ့လိုအဆင့်တန်းမှာရှိမနေဘူးပြီးတော့လက်ရှိသူတို့တွေအသက်ရှင်နေသေးတယ်အချို့ကပြောတယ်ဟာတန်းရွှေကြီးမသေးသေးဘူးဟာ ဟာမင်းအွန်လိုင်းကလည်းမတည်တည်သူတို့ကြတော့အသက်ရှည်လိုက်တာဆိုတာကိုကိုချေပါပြောချင်သေးတယ်ဒီကောင်ကဘာလဲဆိုသူ့မှာဒီတဘောကစာပဲရှိတယ်လေသူကအာသူ့ကိုဒါကျွန်တော်တို့ဒါဟိုဖြစ်တာပေါ့နော်ဒီမင်းအွန်လိုင်းဆိုတဲ့ကောင်ကဘာလဲဆိုတဲ့ကမင်းအွန်လိုင်းတို့ဒီနေဝဲတို့နေဝဲဆိုတာအသက်60ကျော်ခဲ့တယ်ဒီပန်းဆိုဆိုလို့ရှိရင်အခုချိန်ဒီအသက်ရှင်နေတော့မယ်ဟုတ်ကဲ့ဆိုတော့ဒီကောင်တွေကဘာဖြစ်လို့ဒီလူလူကာကြီးမှာအသက်ရှင်နေထိုင်ခွင့်ပေးရတာလဲဆိုတော့ဒီကောင်တို့မှာဒီတဘောပဲရှိတယ်ဘယ်ဘောဆိုတာမရှိတော့ဘူးဘယ်ဖျားမှလည်းသူတို့ကိုလူပြန်ပြန်ပြီးတော့ကျွန်တော်တို့ဖန်တီးပေးမှာမဟုတ်တော့လူလူ ဝမပြောဒီကောင်ကမှဒီတဘဝစာပဲရှိတာအဲ့တော့ဒါကြောင့်မို့လို့ဒီကောင်ကသက်ဆုပ်ရှည်တယ်သက်ဆုပ်ရှည်တယ်လို့ဒါကျွန်တော်တို့ကြားနေတာဒါသက်ဆုပ်ရှည်တာမဟုတ်ဘူးဒီကောင်ကလူဘဝမှာနေတာဟာဒါဟာဒီကောင်ကမှဒီဒီတဘဝစာပဲရှိတဲ့အတွက်ကြောင့်မို့လို့ဒီလူဘဝမှာဒီကောင်ရဲ့ ဒီကောက်တွေကနီကောက်တွေဒီဘွားပဲရှိတယ်။ကြံတဲ့ဘွားမရှိတော့ဘူး။ဒါကြောင့်မို့ဒီကောက်တက်ဆုတ်ရှင်နေတာ။ဟုတ်ပြီ။ဒီကနေ့မှာကျွန်တော်ရဲ့မိဘတွေကျွန်တော်တို့တင်ပြခဲ့တဲ့ဆွေးနွေးခဲ့တဲ့အချက်တွေမှာဒါအာပါဝင်ဝင်အောင်ဆွေးနွေးလိုတာရှိရင်ကျွန်တော်ရဲ့ Telegram ဖြစ်တဲ့ app ရဲ့ပေါ်ရှမ်းလေး Telegram မှာလည်းပေးဖို့ဆက်သွယ်နိုင်ပါတယ်။ပြီးတော့ကျွန်တော်ရဲ့ YouTube ရဲ့ video comment တွေမှာလည်းပဲအကြံပြုဆွေးနွေးနိုင်ပါတယ်။အာဒီကနေ့မှာကျွန်တော်တို့တင်ပြခဲ့တဲ့အကြောင်းအရာတွေဟာဒါကြောက်ဖြူဟာကျွန်တော်တို့တော့စီရေးမှာဘလောက်ထိအေးပါနေလဲ။အရကတက်တော့အေးအေး ီးတော့ရခိုင်သူရခိုင်သားတွေအတွက်ဘလောက်ထိတောင်မှဒါပြောင်းလဲသွားနိုင်တဲ့စီးပွားရေးစည်ရေးဖြစ်နေလဲဆိုတာကိုရခိုင်သူရခိုင်သားတွေလည်းအသိရှိခဲ့ပြီးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ရဲ့မိသားစုတွေလည်းသိရှိခဲ့ပြီးဖြစ်တယ်ဟုတ်ပါတယ်ဗျာဒါနဲ့တစ်ဆက်တည်းမှာပဲအကျန်းဖတ်လူတက်ကောင်ရာဇဝတ်ကောင်နဲ့ဆက်ဆံထိတွေ့မဲ့နိုင်ငံတွေကိုလက်ရှိအချိန်မှာဒါအတိတ်နမိတ်တွေနဲ့ပြတ်တာပြီးတော့ရတန်းကရက်ဖို့ကိုလည်းပဲ တဘောကတရားကသူ့ကိုပြင်လို့ဟုတ်ပါတယ်ဒီကနေ့မှာတက်ဆက်ကြတဲ့အကြောင်းအရာတွေကျွန်တော်မြင်ပါတယ်ဘောကြနှစ်သက်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ